။အီယာဝရီတိုင်းဒေသကြီးအတွင်းကအရခတ်တတို့ EU ဆောင်တိုက်ခိုက်နေတဲ့ရေကြီးမြို့နယ်ငတိုင်းရှောင်းကွာလမ်းပေါ်မှာရှိတဲ့အမြောက်တပ်၃လေးကစစ်ကောင်စီတပ်သားတွေဟာအကြဆုံးအထိနာမှုတွေများနေတဲ့အတွက်ဖျော်ပြေးစွတ်ခွာထွက်ပြေးနေရတယ်လို့သိရပါဗျ။အမြောက်တပ်၃လေးကစစ်ကောင်စီတပ်သားတွေဟာအီအီနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုဆွန့်ရည်ကြောင့်ထိခိုက်ပြီးဆုံးနာတွေများပြီးအမြောက်တပ်ရဲ့ထွက်ပေါက်ကို ဖျိုးပြေးဆုပ်ပြေးနေရတယ်လို့ဒေသခံမြေပြင်စီးရေးတည်ရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါတယ်စစ်ကောင်စီတပ်သားတွေက ထိခိုက်ကြဆုံးမှုများလို့ခွဲပေါက်ရှာနေရတဲ့အနေအထားမှာရှိပြီးစစ်ကူကိုစောင့်နေကြရတာလို့ဒေသခံတွေကပြောပါတယ်ဒါအပြင်အမြောက်တက်၃လေးလေးတက်ရင်ကိုတင်လိုက်ပြီလို့လေဒီသားရင်းမှာတည်င်းထွက်နေပြီမဲ့နရင်းစရာအနေနဲ့တိချအတည်မပြုနိုင်သေးပါဘူး။ ရေကြည်မြို့နယ်ငတိုင်းရှောင်းနဲ့ဆီမိုင်လောက်ပဲဝေးတဲ့အမြောက်တက်3လေးလေးအတွင်ထေးကိုဂျွန်လာစနီယနေ့ကနေစပြီးအေဥဆောင်နေတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်နေတာပါရှင်။